ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျမင်္ဂလာပါဗျ Gobi Beach ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်ဒါ International Break တွေကဒါပြီးဆုံးသွားခဲ့ပြီပေါ့လीเนาะနောက်တစ်ကြော့ကျွန်တော်ဒါ Semi Final Play Off တွေတော့ကျန်သေးတယ်เนาะ Match လာမှကျွန်တော်ပြန်ဆမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့ညရာဒီမှာကျွန်တော်ဒါကဘာဖလားเนาะစောင့်မျှော်နေတဲ့ကဘာဖလားကျွန်တော်ကြည့်ရတော့မှာဖြစ်ပါတယ်เนาะ မင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျဆိုတော့မတွေ့ရတာလည်းကြာပြီပေါ့နော်ကျွန်တော်ဂျားတိုင်းမှာ international break day 2ပြီးတော့ကျွန်တော်ဒီမှာနေနေမကောင်းနေနေဖြစ်သွားတယ်ပေါ့လीနော်အဲ့တော့ဂျားတိုင်းမှာတော့ကျွန်တော် live မရှိလိုက်ဘူးပေါ့လीနော်အဲ့တော့ဒီနေ့မှာတော့ဒါကျွန်တော်ပြန်ဆမှာဖြစ်ပါတယ်เนาะအဲ့တော့လီပွဲတွေဒီနေ့ပြန်ဆပါမယ်ဆိုတော့ထုံးစံတိုင်းပဲကျွန်တော်တို့ဒါအဲလူဆောင်တော့ကျွန်တော်တနေ့လေးကြီးညာစရာလေးရှိတယ်ပေါ့နော်ဒါမှမှကျွန်တော်ပြန်ဆပါမယ်เนาะအဲ့တော့ international break ပြီးရဲ့အနေထားမှာဒါဒီစမာအထိတောက်လျှောက်က နော်ဒီဇင်ဘာဇန်နဝါရီဖေဖော်ဝါရီထိတောက်လျှောက်ကပွဲတည်ဇက်တိုက်လာတော့မယ့်အနေအထားပါနော်အဲ့တော့ဘောင်စင်ဒေးပါညာလဲအဲဘောင်စင်ဒေးကတော့မရှိတော့ဘူးထင်နော်ဖြတ်ဖြတ်ဖြတ်သိမ်းလိုက်တာလားမသိဘူးအဲ့တော့ကျွန်တော်တို့ဒါတောက်လျှောက်ကတော့ဆွဲမယ်ဗျာနော်အဲ့တော့ဒီနေ့ကတော့အမှန်တကယ်ပြောရရင်ဒီနေ့တော့ရှိတယ်ဗျာဒီလားဒီနေ့ကတော့ကြိုက်တယ်ပွဲစောစောမှတွေ့တာဒါပေမဲ့မမကတော့ကျွန်တော်မနေ့ပြန်မှာစမယ်ဗောနော်22ရက် 22 23 24 4ရက်ကျွန်တော်အဲတောင်းချက်နဲ့ကျွန်တော်ခေါ်ထားပါတယ်เนาะ Telegram မှာလည်းကျွန်တော်တင်ထားပါတယ်เนาะ description မှာကျွန်တော် official Telegram ကိုကြီး Telegram link လေးချပေးထားပါတယ်အဲ့တော့စိတ်ဝင်စားရင်တော့ညီကိုတို့ join လို့ရပါတယ်เนาะအဲ့တော့မင်္ဂလာပါညီကိုတို့ကြီးမင်္ဂလာပါဗျမင်္ဂလာပါဗျဆိုတော့မမကတော့ဒီမှာပေါ့เนาะ ဆိုတော့3ရက်ကိုကျွန်တော်တို့တောင်းချက်ပါเนาะအဲ့ဒါကတော့ကျွန်တော်ထုံးစံတိုင်းပဲအရင်ဈေးပါပဲမပြောင်းလဲပါဘူးเนาะအားလုံးဒါ series sun နေဈေးတက်သွားတယ်ကျွန်တော်ဒါဒီဈေးပဲပေါ့လीเนาะအဲ့တော့ဒီဟာလေးပဲကျွန်တော်ဟိုဒါဒီအဓိကတော့ဒီအချိန်မပေးနိုင်တဲ့ brother တွေပေါ့လीအဲ့တော့ဒီကျွန်တော် live မှာရွေးချယ်တဲ့အတိုင်းပဲကျွန်တော်လေးသမောင်2မောင်နဲ့တကြောင်တစ်ပွဲ3ပွဲရတဲ့5ပွဲအထိကိုကျွန်တော်ရွေးချယ်ထားတဲ့ဟာတွေကိုရွေးချယ်မှုတွေကိုเนาะညနေ9:00မှာအဲမမဝင်ထားတဲ့ညီကိုရဲ့ Viber နေတစင်ကျွန်တော်ပွဲတွေတောက်လျှောက်ပို့ပြီးမှဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော် live တက်မယ် live ကတော့ထုံးစံတိုင်းเนาะစိတ်ကြိုက်တဲ့ပွဲကျွန်တော်ရွေးမယ်ပြီးရင်လေး သမောင်းလေးတမောင်းလောက်တော့ကျွန်တော်ချပေးပါမယ်เนาะအဲ့ရင်လို့တော့ဇာပွဲတွေကတော့ကျွန်တော်ဒါမန်မာထဲမှာပဲရှိမှာပေါ့လေအဲ့တော့ဒီ၃၃ရက်ကတော့ဒါလီးတွေပြန်ဆုံးပြီဖြစ်တဲ့အတွက်ကျွန်တော်မန်မာပြန်စားခြင်းဖြစ်ပါတယ်เนาะ โอเคပါအဲ့တော့စိတ်ဝင်စားရင်တော့အောက်ကဒီ Viber နံပါတ်လေးကိုလာရောက်ဆက်သွယ်ပြောပေးလို့ရပါတယ်เนาะအဲ့တော့ Viber နံပါတ်ကတော့39965866339ဖြစ်ပါတယ်เนาะ Viber ဖြစ်ပါတယ်เนาะကျွန်တော်ထိုင်းမှာဖြစ်တဲ့အတွက်ဖုန်းကတော့ခေါ်ခေါ်လို့တော့မရဘူးပေါ့လေเนาะဆက်ကပိတ်ထားတဲ့အနေအထားဖြစ်နေတာပေါ့တော့ Viber နဲ့ကျွန်တော်ဆက်သွယ်လို့တော့ရပါတယ်เนาะ โอเคပါ မင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျအသေးလေးလက်မလေးလှုပ်ပါအောင်နော် brother ချစ်သေးကိုမင်္ဂလာပါဆရော့ဒါကဘာဖလားတော့တော်တော်လေးအကျိတ်နယ်ပဲဗျာနော်အဲ့တော့ဒီဒီအဓိကတော့ Scotland ဘွဲပေါ့နော် Scotland မှာမထင်မထားတဲ့အနေအထားမှာ Scotland ဒိန်းကနေ qualifying တောက်လျှောက်ဒိန်းမတ်ကိုကြော်ပြီးတိုက်ရိုက်ကြီးတက်သွားတာတော့ဒါတော်တော်လေးကြစ်စင်ကြီးပေါ့နော်အမှန်တမ်းပြောရင် Scotland ထွက်ရပြီးတောင်ထင်တာပေါ့လေအဓိကဒိန်းမတ်ဒီအုပ်စုဘုံနဲ့ နော်တော်တော်လေးကောင်းနေတဲ့အနေထားမျိုးမှာတို့ဒါဘယ်လာရုလာမသိဘူးတည်ကြသွားတယ်ဗောနအိုင်နာပိုင်းကစပြီးခြေချော်သွားတဲ့အနေထားမျိုးမှာနောက်ဆုံးပွဲလဲတို့ဒါတယောက်ယောက်အနေထားနဲ့နော်ဖိုတူဆိုရရလက်နဲ့နော်ဒါဒါဒီတော်မနီအဲလှလှပတဲ့ကန်ချန်နဲ့တို့ အနိုင်ရသွားတယ်ပေါ့ဗျာနော်ဒါကတော့တကယ်ကျွတ်စင်ကြီးပါနော်အဲ့တော့မင်္ဂလာပါညီကိုတို့ကြီးမင်္ဂလာပါဗျအဲ့တော့ဒီနေ့ကတော့ပရီးမီးယားလိမရှိပါဘူးနော်ပရီးမီးယားလိကကျွန်တော်မနေ့ပြင်မှာအစောပဲချက်စီးနဲ့ပြန်ဆောက်မှာဖြစ်ပါတယ်ဒီနေ့ကတော့ထုံးစံတိုင်းကျန်တဲ့အဲပွဲအသေးလေးရှိမယ်လာလီဂါနော်ဘွန်ဒလီဂါရှိမယ်လီဂူ1ရှိမယ်ပြီးတော့ကျွန်တော်တခြားတွေကဘွန်ဒလီဂါ2လေးကျွန်တော်ကြိုက်တယ်ဗျအဲ့ပွဲလေးတော့ကျွန်တော်မမ်မာညီကိုတွေကိုအချိန်ရရင်တော့ကျွန်တော်အဲနည်းနည်းလေးပို့ပေးမယ်ပေါ့ဆိုတော့ဟိုက9နာရီတောင်ဖြစ်နေပြီဆိုတော့တချို့ brother တွေအနေနဲ့လည်းမမီမာဆိုးလို့ပါနော်အဲ့တော့ကျွန်တော် live ပြီးရင်တော့အဲ့ပွဲလေးကိုကျွန်တော်မမ်မာညီကိုတွေနော်ဒီနေ့ ည်းမမဝင်ထားတဲ့ညီကိုကြီးရှိပါတယ်เนาะအဲ့ညီကိုကြီးကျွန်တော်အဲဒီ live လေးပြီးတော့ကျွန်တော်ပို့ပို့ပေးပါမယ်เนาะโอเคပါအဲ့တော့ဒီမှာတော့ကျွန်တော်အပျော်ဆော့လို့ရမယ်လေးသိန်းပေါင်းလေးတော့ကျွန်တော်ဒီ live ထဲမှာချပေးပါမယ်เนาะအဲ့တော့အကုန်လုံးတော့ body ရှောက်မရပါနဲ့ဒီအနေငယ်အနေငယ်များတယ်ကျွန်တော်ကြိုက်တဲ့တပွဲပဲကျွန်တော်အဲမမညီကိုကြီးကျွန်တော်တစ်ချက်ပို့ပေးပါမယ်เนาะခဏနေတော့ဒီနေ့ကတော့ဟိုအပျော်ပဲဆော့ပေါ့เนาะလေးသိန်းပေါင်းအနေနဲ့အဲ့တော့မနေ့ပြန်တော့ကျွန်တော် share ကျုံးပါမယ်เนาะဇာပွဲကြီးရှိပါမယ်ညီကိုကြီး brother ညံဖြုတ်မင်္ဂလာပါအောင်ကိုမြင့်မင်္ဂလာပါမောင်စိတ်မင်္ဂလာပါဗျာ brother bright star မင်္ဂလာပါညီကိုကြီးเนาะမင်္ဂလာပါဗျ brother ရဲတူဝင်းမင်္ဂလာပါတန့်စင်အောင်မင်္ဂလာပါဗျဦးမြင့်အောင်မင်္ဂလာပါညီကိုကြီးပီတာဂျော်မင်္ဂလာပါဦးဖုံးမင်္ဂလာပါဦးအာကာဟိတ်မင်္ဂလာပါထွန်းအောင်မင်္ဂလာပါထွန်းထွန်းလေးမင်္ဂလာပါထွန်းဆန်မင်္ဂလာပါ super super မင်္ဂလာပါအောင်မျိုးခန့်မင်္ဂလာပါဗျတန်တူက1 2 3မင်္ဂလာပါဗျကိုပိုင်မင်္ဂလာပါရဲလေးမင်္ဂလာပါ super super မင်္ဂလာပါညီညီဝင်းမင်္ဂလာပါဗျ okay okay မင်္ဂလာပါဇင်မင်းအောင်မင်္ဂလာပါချစ်ကိုမင်္ဂလာပါတန်တူတန်တူက1 2 3မင်္ဂလာပါဗျ brother ကိုပိုင်မင်္ဂလာပါဗျလူဟန်ဟန်မင်္ဂလာပါ ဇော်မျိုးအောင်မင်္ဂလာပါအဲတွန်းတွန်းလင်းနိုင်နိုင်မင်္ဂလာပါဗျသူရကျော်မင်္ဂလာပါကိုငယ်မင်္ဂလာပါဗျကိုဇူးမင်္ဂလာပါလာသိမ်းမင်္ဂလာပါတူတူမင်္ဂလာပါတွန်းတွန်းလင်းမင်္ဂလာပါဗျအဲဘယ်ရောပါလဲအဲ Zinus 1မင်္ဂလာပါမောင်ပစင်းမင်္ဂလာပါသူရမင်္ဂလာပါအဲကျော်လွင်မင်္ဂလာပါဗျအဲတန်တူအ123မင်္ဂလာပါဇင်ကိုကိုမင်္ဂလာပါဥဖုံးမင်္ဂလာပါ GHDH မင်္ဂလာပါဗျကိုငယ်ကိုငယ်မင်္ဂလာပါသူရကျော်မင်္ဂလာပါဗျကဲအဲ့ဒါဆိုတော့ကျွန်တော်တို့ဆွဲမယ်ညီကိုရေနော်ဒီနေ့ကတော့အဲ mix mix ကြိုက်တယ် မေးစ်ကကြိုက်တယ်ဗျာဒါပေမဲ့ဒေဒေးကြီးပေးထားတာနည်းနည်းပြီးတော့စားတယ်ဗောနော်ဘာလို့ကျွန်တော်ပြောပြပါမယ်เนาะအိုင်ပွဲလေးကဒီနေ့ကတော့လေးဝဲပဲရှိတာဆိုတော့ကျွန်တော်လေးဝဲပဲပြောမှာဆိုတော့တိတ်လည်းအများကြီးပြောစရာမရှိပါဘူးเนาะ brother ကိုစုမင်္ဂလာပါဝင်းမိုးကြော်မင်္ဂလာပါညီကိုကြီး brother အဲကိုအောင်ဆိုးမင်္ဂလာပါကိုအောင်ကူဦးမင်္ဂလာပါဝင်းပိုလက်မင်္ဂလာပါညီကိုကြီးအဲ YouTube Zotica မင်္ဂလာပါဗျကိုတင်ကြီးမင်္ဂလာပါကျော်နိုင်မင်္ဂလာပါညီကိုကြီး brother အဲဝင်းထွတ်မင်္ဂလာပါကျော်ကျော်ဝမ်ကျော်ကျော်ဝမ်လာမင်္ဂလာပါဗျ Lucky Draw ပေါက်တာဘယ်ကထုတ်ရမလဲဗျာလေ Lucky Draw ကတို့ဒါဟို 1x က စီစဉ်ပေးထားတဲ့ဟာလေးပေါ့နော်ကျွန်တော်မနေ့ကလားတနေ့ကလားမသိကျွန်တော်မဲပေါက်တဲ့ brother တွေ Telegram မှာကြီးညာပေးထားပါတယ်နော် TikTok မှာလည်းဟို TikTok တော့ဖြစ်တယ် YouTube မှာလည်းကျွန်တော်တင်ပေးထားပါတယ်အဲ့တော့ဟို Wise customer service မှာမေးလို့ရပါတယ်ကျွန်တော် Viber လေးတော့တစ်ချက်သွားမေးပေးပါမယ် Facebook မှာတော့ Wise Web မြန်မာ page လေးရှိပါတယ်နော်အဲ့မှာတစ်ချက်စုံစမ်းလို့ရမယ်ထင်ပါတယ်ညီကိုကြီးနော်မင်္ဂလာပါဗျအဲ KL ဆိုတော့ကျွန်တော်စလိုက်မယ်ညီကိုကြီးနော် ဆိုတော့ထုံစံတိုင်းလေးအသေးလေးလက်မလေးနော်တရားတစ်ချက်တော့ကုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရေဆိုတော့ let's go ပါ soda wise ပေါ်မှာဆော့ချင်တဲ့ညီကိုရေနေနေရလဲ go ပြီးရ promo code ဖြစ်တဲ့ gb777 အောင်သုံးပြီးတော့လဲ hundred percent bonus တွေရယူနိုင်ပါတယ်အသေးသေးသိလို့ပါက wise ပဲမြန်မာ facebook page နဲ့သူတို့ application သို့မဟုတ် website လင်း customer service call လို့နှိပ်ပြီးတော့လဲ24နိုင်တိလူရရမေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါဗျာနော်အဲ့တော့ကျွန်တော်ဒီ valencia နဲ့ ဒီလဗန်ဒီပွဲလေးရာနေကျွန်တော်စပြီးပြောပြပါမယ်เนาะအဲ့တော့ဗလန်စီယာဟာလက်ရှိအနေအထားမှာ level 90ရှုံးပေးထားတယ်ဆိုတော့ဒါပေမဲ့နှလုံး100ရှုံးเนาะ390ပေါင်းနေကျွန်တော်ပြန်ပိတ်ထားတဲ့အနေအထားပေါ့လေအဲ့တော့လက်ရှိဒီနှစ်သင်းရဲ့ဒါပထမချက်မကန်ရသေးတဲ့အနေအထားမျိုးတော့ဖြစ်နေတယ်ဆိုတော့ဒီနှစ်သင်းကပြီးခဲ့တဲ့ရာသီရှေ့ရှေ့ရာသီပေါ့เนาะဒီ2022 ဒီလာလီဂါမှာတော့တစ်ခေါက်တွေ့ဘူးတယ်အဲတော့ကနောက်ဆုံးတွေ့ခဲ့တာဗလန်စီယာအင်ကမှကျွန်တော် level 50ရှုံးပေးပြီး1-1ဆိုတဲ့ရလနဲ့ပွဲပြီးထားတယ်ဆိုတော့အခုပေးတဲ့ဂျီကတော့မနေ့ကတည်းကဆိုင်နောက်ဆုံးပေးခဲ့တဲ့ပေးခဲ့တဲ့နှစ်သက်ဆိုင်တော့ပြင်းတယ်ဒါပေမဲ့အဲ့ပွဲအပြီးမှာခြေစမ်းပွဲလေးတပွဲတော့တွေ့ဘူးတယ်2024ရှစ်လာပိုင်းတရရနေမှာနော်ဗလန်စီယာအင်ကုန်မှာဗလန်စီယာလည်းပဲ50ပဲပေးခဲ့တာဆိုတော့မနစ်ကပေါ့ပြောရမှာပေါ့နော်2024ဆိုတော့ဒါမဲ့ခြေစမ်းပွဲတော့ခြေစမ်းပွဲဒါမဲ့အဲတုန်းကလည်းပဲ50ချုံမှာဈေးဈေးနဲ့တည်ကြခဲ့တာတော့တွေ့ရတယ်အဲ့တော့လွန်ခဲ့သော ပြန်ကြည့်ရ2015နောက်ပိုင်းပေါ့ဗျာနော်ဗလန်စီယာအိမ်ခွင့်သမိုင်းတစ်လျှောက်အဲဩ2015တော့မဟုတ်ဘူးကတွေ့ခဲ့တယ်မြတ်သမိုင်းတစ်လျှောက်ပေါ့နော်2005ခုနှစ်ကစလို့လက်ရှိအချိန်အထိလဗန်ဒေးကဗလန်စီယာကိုလုံးဝမနိုင်ဘူးဗျာနော်အဲ့တော့အစင်လာအရာကတော့တိတ်တော့အချိန်ကြီးမကောင်းဘူးပေါ့နော်လဗန်ဒေးအသင်းကဒါပေမဲ့နောက်ဆုံး9နှစ်ဆက် 2020ရဆက်လို့ပြန်ကြည့်မယ်ဆိုရင်တော့နိုင်တဲ့ဘွဲကဗလန်စီယာနိုင်တဲ့ဘွဲနှစ်ပွဲပဲတော့ရှိဘူးတယ်เนาะအဲ့တော့ဒါတမှာအပြင်းဆုံးကြီးကတလုံး90ပေါင်းထိတော့ပေးဘူးတယ်အဲ့တော့လက်ရှိလည်းပဲတရားရှုံးကြီးဆိုတာကျွန်တော်ပြင်းတဲ့ဘတ်တော့သွားမှာဖြစ်ပါတယ်အစင်လာအရာကတော့ဗလန်စီယာတာတယ်လို့ပေါ့အဲပြောရမယ်အနေထားပေါ့ဗျာเนาะအဲ့တော့လက်ရှိအနေထားအရာကတော့အစင်တော့တိတ်မပြေဘူးဒီဟာဒီမှာဗလန်စီယာဟာရန်ကြီးရုံးကန်နေရတဲ့အနေထားမှာเนาะအောက်ကတန်းစင်းစုံနဲ့အမှတ်တူနေတယ်ဂျီရိုနာနဲ့ဒါ10မှတ် ဟိုထတ်တူကြနေတယ်အောက်ကလဗန်ဒီအသင်းကအမှန်တမ်းပြောရင်တော့ဗလန်စီယာထက်တိုက်စစ်ပိုင်းအရန်ကောင်းတယ်ပူကောင်းတယ်ဒါပေမဲ့သူ့ပြဿနာကခြေစွမ်းမတည်ငြိမ်ခြင်းနဲ့ခံစစ်ပိုင်းပြဿနာဖြစ်နေတဲ့အတော့နည်းနည်းလေး တိုင်ပတ်တယ်ပေါ့အဲ့တော့ Valencia ဟာဒီဟာဒီပြန်ကြည့်ရမယ်ဆိုရင်အိမ်ကွင်းတော့မစိုးဘူးเนาะအဝေးကွင်းသာညံ့တာအိမ်ကွင်းမှာ၈၉ပဲ၈၉ပဲသွင်းထားပေမဲ့၆၉ပဲပေးရတဲ့ခံစားပိုင်းကိုပိုင်ဆိုင်ထားတယ်အိမ်ကွင်းရှုံးပွဲ၂ပွဲရှိတယ်၂ပွဲသေးရင်၂ပွဲနိုင်တာတွေ့ရပါတယ်အဲ့တော့ Level 2ကိုပြန်ကြည့်ရ Level 2အဝေးကွင်းကဒီဟာဒီမှာတိုက်ဆက်ပိုင်းပိုကောင်းတယ်၁၀ကိုးထိသွင်းထားတယ်၉ကိုးပဲပေးရတယ်ဆိုတော့လက်ရှိအနေထားရ Level 2ကဖွင့်စောတဲ့အနေထားလေးတော့တွေ့ရပါတယ်เนาะအဝေးကွင်း၇ပွဲမှာကျွန်တော်တို့၃ပွဲရှုံးတယ်၂ပွဲနိုင်တယ်၂ပွဲတည်ဖြစ်သွားပါတယ်အဲ့တော့ level 100ရှုံးဝင်ရုံးမှာနှလုံး100ရှုံးဖြစ်နေတဲ့အကြောင်း ျွန်တော်ထင်တော့ဒီဘွဲ Valencia လည်းဂိုးရနိုင်တယ်လို့ Levante လည်းဂိုးရနိုင်တယ်ဗျအဲ့တော့ကြောက်စရာက1-1တပောက်ပဲရှိမယ်လို့ယူဆတယ်အဲဒါပေမဲ့တခုရှိတာ Valencia ဟာအိမ်ကွင်းဆိုရင်နည်းနည်းလေးခံစစ်ပိုင်းအသာပေးဆော့တဲ့ပုံတော့ဖြစ်နေတယ်ပေါ့နော်အဲ့တော့ Levante ဘက်ကိုပြန်ကြည့်ရအောင်နောက်ဆုံးပွဲမှာ Tico ကို3-1နဲ့ရှုံးလာတယ်နော် Salavi ကိုအသင်းကိုဒါ1-2နဲ့အိမ်ကွင်းမှာရှုံးလာတယ်ဆိုတော့အဲပွဲတန်းလို့လို့တော့ဂိုးသွင်းလာတာတွေ့ရတယ်ဒါပေမဲ့လက်ရှိတိုက်စစ်ပိုင်းကောင်းတဲ့အသင်းတွေနဲ့တွေ့ရင်တော့ရှုံးတာများတယ်ဂိုးပေးရတာများတယ်ဒါပေမဲ့ Valencia ဟာတိုက်စစ်ကောင်းတဲ့အသင်းမျိုးမဟုတ်ဘူးခံစစ်ပိုင်းအဓိကသွားတဲ့အသင်းဖြစ်ပါတယ် rear button နဲ့เนาะဖွင့်ဖွင့်ဆော့တဲ့ rear button နဲ့အတွေ့အတွေ့မှာတော့ဝမ်းဝမ်းနဲ့ကန်နိုင်ခဲ့တဲ့ Valencia အသင်းဟာအရင်ကြီးတော့ဒီဘက်မှာအိမ်ဝမ်းမှာဖွင့်ဆော့ပါမလားအဲ့ဒီချက်ပဲစိတ်ပူစရာရှိတယ် Valencia လက်ရှိကန်ခဲ့တဲ့ဘက်မှာ Batic ကိုဝမ်းဝမ်းနဲ့ကန်တာမဆိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့အနိုင်ဘတ်တော့မသွားနိုင်သေးဘူးပေါ့လေသူတက်တဆင်းမြင့်တော့အသင်းတွေကိုတော့အနိုင်ရခြင်းမရှိဘူး Real Madrid ကို4-0နဲ့ရှုံးနေရဒီ Villarreal အသင်းကို0-2နဲ့ရှုံးထားတယ်အလာဘတ်ကိုလည်း0-0 Girona ကို2-1ဖြစ်တဲ့အတွက် Valencia အခြေအနေကတော့ တိတ်တော့မကောင်းနေဘူးအဲ့တော့အိမ်ကွင်းမှာလက်ရှိအနေအထားရာဗလန်စီယာအနေနဲ့ကန်ဆယ်ပိုင်းပိတ်ဆော့ရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးလက်ရှိ GE ရနေမယ်ဆိုရင်တော့ဒီဘက်ကဗလန်စီယာရန်ကြီးအဲမရှုံးနိုင်တဲ့အတွက်1 is double chance မိုက်ပါတယ်ဒါပေမဲ့တစ်ဖက်ကနှလုံးတရာရှုံးဒီကိုပေါင်းကြီးကြောင့်ကျွန်တော်ထင်တော့ဒီဘက်က2-1လောက်တော့အောက်ထက်နော်သွားလိုက်မယ်လို့ယူဆတဲ့အတွက်ကျွန်တော်ဒီဘက်လေးတော့ဂိုးပေါ်လေးလေးကြိုက်ပါတယ်နော်1 is double chance ဗလန်စီယာ body နဲ့ ဒီ goal ball လေးနှစ်ချောင်းလေးရတဲ့ချောင်းဝင်နိုင်ကြီးရှိပါတယ်။ Okay ပါ။ဒါဒါကတော့ La Liga တပွဲပဲရှိပါတယ်။အဲ့တော့ကျွန်တော်တို့ Maze နဲ့ Hoffenheim ball လေးဆက်သွားပါမယ်။ဆိုတော့ဒီမှာ Maze နဲ့ Hoffenheim မှာကျွန်တော်တို့ဒါဒဲကြီးပေးထားတယ်ဗျ။ဒဲကြီးမှာ3လုံး30ပေါင်းပေါ့လေ။3လုံး30ပေါင်းဆိုတဲ့အနေထားဟာဒဲကြီးဝင်ယူမှာ3လုံး30ပေါင်းဟာ Hoffenheim အနေနဲ့ရလက်ကောင်းတစ်ခုတော့ရနိုင်ကြီးရှိတယ်လို့ယူဆတယ်။ဒီနှစ်သိန်းရဲ့ပထမအကျော့ဒီ2025လီလာဘိုင်းတုန်းကနော်ပထမအကျော့အိမ်ဝင်းမှာ Hoffenheim ကဒဲကြီးပေးခဲ့တာအဲတုန်းကလေနော်2စီးနဲ့ Hoffenheim အသင်းက အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးသင့်တဲ့ဂျီအီရနော်ဒီပထမကြောမှာဒဲဂျီပေးခဲ့တာကြောင့်ဒီနေ့ဘက်မှာပြန်လှမ်းမယ်ဆိုရင်နောက်ဆုံးပေးခဲ့တဲ့ဂျီဒဲဂျီဖြစ်တဲ့တော့ဒီနေ့ဘက်မှာ mix ကလည်းပဲတရားရှုံးပေးရမယ်အနေထားဖြစ်နေတယ်နော်။အဲ့တော့မနစ်ကကျွန်တော်ပြန်ကြည့်ရင်2024ဆန်းနလာပိုင်းမှာလည်း မေ့စ်အိမ်ကမှမေ့စ်ကလည်းပဲတရားရှုံးပေးခဲ့တာပါ 2C နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်เนาะအဲ့တော့ဒါကြောင့်လက်ရှိအနေအထားအရကြီးကမနစ်ကလည်းပဲတရားပေးခဲ့တာကြောင့်ဒီနှစ်ဒဲကြီးဆိုတော့တော်တော်လေးပျော့တယ်လို့ပြောလို့ရတယ်ဆိုတော့မေ့စ်ကိုနှိုက်ကိုကလည်းလက်ရှိတန်းဆင်းဆောင်တာရောက်နေတာဒါပေမဲ့လက်ရှိဒီယာဒီမှာပေးခဲ့တဲ့အသင်းတွေကိုရှိုးလိုက်เนาะအဲ့တော့စတုတ်ဂတ်เนาะလက်ရှိအဆင့် 1 2 5လာဝင်းနေဝင်းဝင်းနေသေးလားတော့မသိဘူးเนาะအဲ့တော့ let's see stugan เนาะအစင်၄အစင်၄အသင်းဒီရာဒီအဝေးဝင်ရနေပြီးတဲ့ကြီးอ่ะဒဲကြီးဖြစ်ပါတယ်เนาะအဲ့တော့ stugan နဲ့တွေ့တာတော့မှเนาะမိစာဒဲကြီးပဲပြီးခဲ့တဲ့အနေအထားမျိုးမှာ stugan က z2 နဲ့နိုင်ပါတယ်ဗျเนาะနောက်တစ်ချက်က liverpoolsan เนาะအဲ့တော့ let's see ဒီရာဒီမှာစုတ်တော့စုတ်နေပေမဲ့လောလောဆယ်အနေအထားရကတော့အစင်၅ရက်တည်တည်တယ်ဟော်ဖိုင်းအပေါ်က liverpoolsan လို့အသင်းတော်မှာ เนาะ miss အင်ကောင်းမှာပေးခဲ့တဲ့ဂျီဒီမှာ show လိုက်เนาะဒဲဂျီဖြစ်ပါတယ်เนาะအဘေပြောပါလဲဒီမှာဒဲဂျီဖြစ်ပါတယ်3 4နဲ့9ပါတယ်ဒါကြောင့်လက်ရှိ hover အဆင့်6အနေနဲ့ သူကလက်ရှိဒီယာဒီမှာတာအဆင့်6ရလက်ကောင်းနေတာเนาะအဲ့အရင်ပုံမှန်ဆိုရင်အောက်အလေအလက်တန်းဟိုဒီအဆင့်7စနစ်ဝင်းကျင်မှာပဲဟော်ဖိုင်ရင်ကလဲနေတဲ့အသင်းပေါ့လေအဲ့တော့ဒီလိုမျိုးအနေထားမှာလက်ရှိ miss အိမ်ဝင်းမှာဒဲကြီးပေးရတာဟာဒါဟော်ဖိုင်ရင်ပြင်းတယ်လို့တော့ကျွန်တော်တို့ပြောရမယ်တမန်ရမယ်အနေထားမျိုးဖြစ်ပါတယ်နောက်တစ်ချက်ကထူးခြားတာတကူက miss နဲ့ဟော်ဖိုင်ဟိမှာ miss စာဒီယာဒီဘွန်နလီကအိမ်ဝင်း9ဝက်မှာနိုင်ပွဲလုံးဝမရသေးတဲ့အသင်း၄ဝက်ရှုံးနဲ့တပွဲတည်ကန်ထားတဲ့အသင်းဖြစ်ပါတယ်ဟော်ဖိုင်ဟိကဒီယာဒီအဝေးဝန်းမှာတပွဲမှမရှုံးထားသေးရတဲ့အသင်း လေးပွဲနိုင်တယ်တပွဲတည်ရေဆိုတော့နှစ်သိန်းက opposite တော့ဖြစ်နေတယ်ပေါ့နော်အဲ့တော့တစ်ဖက်ကမိတ်ဆွာအိမ်ခွင်းမှာလုံးဝမနိုင်ရသေးဘူးဟော်ဗိုင်းကအဝေးခွင်းမှာလုံးဝမရှုံးရသေးတဲ့အသင်းဒီနှစ်သိန်းထိတဲ့တွေ့ဆုံမှာဘာဆက်ဖြစ်မလဲအဲ့တော့ဒဲကြီးပြီးတော့ပေးထားတယ် အဲ့တော့ဟော်ဗန်ဟင်းကိုပြန်ကြည့်ရင်ဒီဟာဒီအိမ်ခွင်းနဲ့ဆိုင်ရဝေးဝင်းသွင်းကိုပုံများတယ်။ဒီဟာဒီအဝေးဝင်း၅ဘက်မှာကျွန်တော်7ကိုသွင်းထားတယ်6ကိုပဲပေးရတယ်ရလနဲ့။မိစာဒီဟာဒီအိမ်ခွင်းမှာ၄ကိုပဲသွင်းထားတယ်9ကိုအထိပေးရတယ်ရလနဲ့။ရှင်ကြည့်ရင်ဘလိုပဲရှင်ရှင်တော့ကွာတယ်ဗျ။နော်အဲ့တော့ဟော်ဗန်ဟင်းနေနဲ့လည်းရှိ on form ဖြစ်နေတဲ့အနေထားမျိုးမှာမိစလိုမျိုးခြေစွမ်းပြန့်ယွင်းနေတဲ့အနေထားမျိုးကိုတော့မရှုံးနိုင်လောက်ဘူးလို့တော့ယူဆတယ်ဗျ။နော်စတုဂတ်လိုအသင်းကို0-2နဲ့ရှုံးတယ်။နောက်တစ်ခုက Leipzig လော Leipzig အသင်းကိုတော့နော်ဒီဟာဒီမှာလက်ရှိတော်တော်လေးကောင်းနေတဲ့ Leipzig လိုအသင်းကိုတော့မိစာဒီဟာဒီမှာ အိမ်ငွေကနေပေးခဲ့တာเนาะဒီမှာ star လေးပြထားတယ်เนาะသူသူသူတို့အိမ်ငွေပေးခဲ့တာ level 50ရှို့ miss bug ကပေးခဲ့တာနိုင်တော့ z1 နဲ့ဒီ live set ကနိုင်ခဲ့တာဖြစ်ပါတယ်เนาะ domo domo wave 1ကနေ level 50ပဲပေးတယ် z2 နဲ့နိုင်ခဲ့တဲ့အတွက်အခု j အနေနဲ့ကတော့ လက်ရှိအနေအထားအရကတော့ Hoffenheim ပျော့တယ်ဘက်ကတော့ကျွန်တော်မစင်းစားဘူးဒီကြီးကပေးတဲ့နယ်ကြီးအနေအထားအတိုင်းပေးထားတယ်၃လုံး30ပေါင်းကျော် Hoffenheim ကိုရနိုင်ကြီးများတယ်ဒီရသည်အမားလောက်ထားတာဆိုလို့ကိုလုံးကိုရှုံးထားတယ်ဒါဒီဒီဒီချက်ပဲရှိတယ် Frankfurt ကိုရှုံးတာလက်ခံပေးလို့ရတယ်လို့ Bayern Munich ကိုရှုံးတာလက်ခံပေးလို့ရတယ်နောက်အဲ့တော့အဝေးကွင်းမှာကျွန်တော် Wolfsburg အသင်းအိမ်ကွက်မှာ level 50ရှုံ2 3နဲ့နိုင်ထားတယ်။စိန့်ပေါ်လီအိမ်ကွက်မှာဒဲကြီးကို0 3နဲ့နိုင်ထားတာဖြစ်ပါတယ်။အဲ့တော့အဝေးကွင်းတရာသည်ရှုံးဝဲမရှိသေးတဲ့ ဟော်ဖန်ဟိမ်းမဲနေတဲ့နယ်လိုပဲကျွန်တော်တို့ယူဆပါတယ်ဟော်ဖန်ဟိမ်းဘော်ဒီကြိုက်ပါတယ်နော်ဘော်ဒီကမှာโอเคပါတော့နောက်တစ်ပွဲကတော့လီကူကတော့ကျွန်တော်တိတ်တော့မကြိုက်ဘူးဒါပေမဲ့ယူမယ်ဆိုရင်တော့နိုင်စီနဲ့မာစီမှာမာစီအဝေးဝေးကနေလည်းပဲတရားရှုံးပေးတယ်3လုံး90ပေါင်းပေးတာလေအဲ့တော့ဒီမှာမာစီဒီဒီဇာဘီအနေနဲ့ဘာဆက်လုပ်မှာလဲလာမယ့်နော်ချန်ပီယံလိအတွက်အာယုံဆိုင်ပါလားလက်ရှိလီဂူးဝမ်းမှာ PSG ကိုကြော်ဖို့အတွက်အာယုံဆိုင်ပါလားဒါပဲယူစရာရှိတယ်အဲ့တော့လက်ရှိချန်ပီယံလိမှာပြန်ကြည့်ရရင်တော့အခြေအနေတိတ်မကောင်းဘူးအောက်မှာเนาะအဆင့် 24လ25လားเนาะအဲ့တော့တို့အမှတ်လိုနေတယ်လာမယ့်ပွဲကညူကဆယ်အတင်ကိုမာစီကအိမ်ခွင်းမှာဧည့်ခံမှာဖြစ်တဲ့တော့အဲ့ပွဲပို့ပြီးတော့အာယုံစိုက်မယ်လို့ယူဆတယ်เนาะတော့လီဂူဝမ်မှာတော့ဒီနေ့ပွဲကတော့နိုင်စီကိုမရှုံးအောင်ပဲတို့ကံမယ်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ level တရာရှုံးပေးတာဟာဒါပြင်းနေဗျเนาะမာစီအနေနဲ့ပြင်းနေလို့ကျွန်တော်သတ်မှတ်လို့ရတယ်ဒီနေ့တဲ့ကဒီဒီ2025တလာပိုင်းနောက်ဆုံးပေးခဲ့တဲ့ဂျီအနေနဲ့ကဒါနိုင်စီအိမ်ခွင်းမှာ ဒဲကြီးပေးခဲ့ပါတယ်တူးစီးနဲ့ပွဲပြီးပါတယ်เนาะဒါကြောင့်မနစ်ကဒဲကြီးပေးခဲ့တာကြောင့်အခုပေးထားတဲ့ level တရားနဲ့ရှင်းမယ်ဆိုရင်တော့မာစီတော်တော်ကြီးတော့ပြင်းနေတယ်တကယ်တော့ကျုံးမဲ့ပုံတော့ဖြစ်နေတယ်ပေါ့လေအဲ့တော့ဒီတမိုင်းတစ်ချက်ဝေးခွင့်ကနေမာစီပေးခဲ့တဲ့ဂျီတွေမှာလည်း level တရားဆိုတာဟာဒါတစ်ခါမှတော့အဲပြပြတော့ပြီပေါ့နော်2012တုန်းကနောက်ဆုံးပြီးခဲ့တာဒါမဲ့လေ11နဲ့ပဲပွဲပြီးခဲ့တာဆိုတော့လောလောဆယ်အနေထားအရာကတော့ဂျီပြင်းနေပေါ့ဗျာပြောချင်တာကတော့ဒါပဲအဲ့တော့နိုင်စီကလက်ရှိအနေထားမှာ on form ရအောင်နေတယ်နောက်ဆုံး mass ကိုတော့2-1နဲ့ရှုံးတယ်เนาะအဲ့တော့ PSG ကို1-0 Freiburg ကို1-3ဒါပေမဲ့ Lily လိုအသင်းကိုကျွန်တော်အိမ်ကမှ2-0နဲ့နိုင်လာတဲ့ရလဟာမစိုးဘူးဗျเนาะ Lily ဟာအဝေးခွင့်ကနေအတုံးကလည်းပဲတရားရှုံးဒီလိုပဲပေးခဲ့တာ2-0နဲ့ Nice ရနိုင်တယ်နောက် Lion Lion ကိုလည်း3-2နဲ့နိုင်ခဲ့တာဖြစ်ပါတယ်နောက်တစ်ချက်က Nice အင်ဝဲမာဒီယာဒီကိုမသွင်းနိုင်တဲ့ပွဲလုံးဝမရှိသားသေးတာကျွန်တော်သတိထားမိတယ်။ဆိုတော့ဘလိုပဲဖြစ်ဖြစ်လက်ရှိမာစီအသင်းဟာအိုဘာမီယန်တို့အုပ်စုဒီလက်ရှိ on form ဖြစ်နေတဲ့ခြေစွမ်းကောင်းနေတယ်ဆိုပေမဲ့အဝေးဝန်းနည်းလေးခံစားပိုင်းအားနေတယ်လို့ယူဆတယ်။ Lance အသင်းအင်ဝဲမှာဒဲဂျီ2-1နဲ့ပွဲပြီးတယ်။ Lisbon 2-1နဲ့ပြီးတယ်။ Ozil ကို0-1နဲ့ကတ်နိုင်တယ်။ဆိုတော့ဘလိုပဲစဉ်းစားစဉ်းစားတော့ဒီပွဲမှာ3-50ဘောင်းဆိုတဲ့အချက်ကြောင့် Nice အနေနဲ့ အဲတေးရလက်တော့ရနိုင်မယ်လို့ယူဆတယ်အဲ့တော့နေမယ်ဆိုရင်တော့ကျွန်တော် nice body ပဲကျွန်တော်ဒီဘက်လေးတော့ကြိုက်ပါတယ်เนาะ nice body ပါโอเคပါအဲ့တော့နောက်တစ်ပွဲကတော့အဲဒါဒီဒီ model လေးကတူးတဲ့ရဖြစ်ပါတယ်เนาะအဲ့တော့ lead တကယ် main lead တွေကတော့ဒီ3 lead ပဲရှိတယ်ဗောလေအဲ့တော့ကျွန်တော်တခြားတွေကဒီ model လေးကတူးတဲ့မှာကျွန်တော် hata balin လေးကြိုက်ပါတယ်เนาะ hata balin ဟာဒီတစ်ဖက်က intrap brownish အသင်းကိုအိမ်ခွဲမှာတစ်လုံးတည်ပေးထားတယ်၃လုံး90ပေါင်းနဲ့ပြန်ကားထားတာဖြစ်ပါတယ်เนาะအပြင်ကြီးမှာတော့ကျွန်တော်တစ်လုံး30ပေါင်းလားမသိဘူး เนาะကျွန်တော်တွေ့လိုက်တယ်เนาะလက်ရှိအနေထားရဒါတလုံး30ဘောင်းမှာအဲတလုံး50ဘောင်းပေါ့ဗျာเนาะ 1+8 ဆိုတော့အဲတလုံး30ဘောင်းမှာထားပါတော့အဲ့တော့ဒီနေ့သင်ကကျွန်တော်ပထမအကြော့ ဒီ3လပိုင်းတုန်းကနော်2025 3လပိုင်းတုန်းနောက်ဆုံးတွေ့ခဲ့တာ intra အိမ်ခွင်းမှာဟာတာပါရင်ဝေးဝန်းကနေလည်း50ရုံပေးခဲ့ပါတယ်15ဆိုရဲရလနဲ့ကျွန်တော်ဂျီအောင်ခဲ့ခြင်းဖြစ်ပါတယ်လေဗ50ရုံဝေးခွင်းမှာပေးခဲ့တာကြောင့်ဒီနေ့အိမ်ခွင်းနေနဲ့ပြောင်းပြန်ပြန်လှန်ရင်လည်းပဲတရားရှုံးပေါင်းရင်တကယ်တမ်းပေးတဲ့နယ်ကြီးက30ပေါင်းဟာတာပါရင်ဘက်ကပေးရမှာဖြစ်ပါတယ်အဲ့တော့လုံး50ပေါင်းအစားအိမ်ခွင်းဖြစ်တဲ့အတွက်လေဗ90ရှုံထပ်ပေါင်းထားတဲ့အနေအထားမျိုးမှာဟာတာပါလင်ကြီးပြင်းတယ်လို့ကျွန်တော်ယူဆမှာဖြစ်ပါတယ်။အဲ့တော့ဒီအိမ်ခွင်းတမိုင်းတစ်လျှောက်ဟာတာပါလင်အမြင့်ဆုံးပေးခဲ့တာတလုံး90ရှုံဖြစ်တယ်။ YZ နဲ့တခါပဲကြီးကြဖို့တယ်။ဂျန်နဲ့ ဂျီအားလုံးအောင်လာတယ်။နောက်ဒီထဲမှာတလုံး90ပေါင်းဟာဒုတိယဂျီအပြင်းဆုံးဖြစ်တယ်။2023ဘော်ဒီဂါ2မှာ 3C နဲ့အောင်လာပြီးတော့2023ဘော်ဒီဂါ2မှာလည်း 3C နဲ့တလုံး90ပေါင်းဂျီနှစ်ကြော်လုံးအောင်လာတာဖြစ်ပါတယ်။ဒါဒုတိယဂျီအပြင်းဆုံးပွဲပါ။အဲ့တော့တမိုင်းတစ်ချောင်း5ဂျီအခန့်နဲ့5ဂျီလုံး ဟာဒါပါလေအတင်းကအနိုင်ရထားတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ရလက်ပိုင်းရဒါအသာစီးရတယ်ပေါ့ဗျာအောင်မြေလိုပဲပြောရမယ်အနေထားပေါ့လीเนาะ intro တို့ဒီဟာဒါပါလေအင်္ဂုံးမှာတိတ်အခြေအနေမကောင်းခဲ့ဘူးအဲ့တော့လက်ရှိအတင်းလက်ရှိဒီဒီဟာဒါပါလေအတင်းအနေနဲ့ပြန်ကြည့်ရရင်လက်ရှိကာရဖောင်တော်တော်လေးမိုက်နေတယ်နောက်ဆုံး၄ဝက်ဆက်ကြီးအောင်လာတယ်ဒီထဲမှာ desert တို့ fm bug အတင်းကိုတော့မှ၃ခုပြည့်နေနိုင်တာလေဆိုတော့လက်ရှိအရန်ကြီးတန်တရားဖြစ်စီရတော့မရှိဘူးနောက်ဆုံးရှုံးလာတာကပိုချန်အတင်းကိုအဝေးဝင်းမှာ3 2အဲ့တော့အင်္ဂုံးမှာတော့ဒီဟာဒီအမှားလုထားတာကျွန်တော်အဆင့်1က ပရဘောအသင်းကို Z2 နဲ့ဒါလက်ခံပေးလို့ရတယ်เนาะနောက် Everbug အသင်းကိုအိမ်ခွင်းမှာ Z2 နဲ့ဒါပဲအဲမားလုံမိတာရှိတယ်နောက်တစ်ချက်ကဒီရသည်အိမ်ခွင်းတမိုင်းတစ်ချောက်ဒီတမိုင်းတစ်ချောက်တော့ဖြစ်တယ်ဒီရသည်အိမ်ခွင်းမှာပေးခဲ့တဲ့ဂျီတောက်လျှောက်ပြန်ကြည့်လိုက်အပြင်းဆုံးဟာတစ်လုံး90ပေါင်ဒါကလည်းဒုတိယတန်းစင်းဆုံးเนาะအောက်ကဒုတိယနေရာက Dynamo Dresden အသင်းကိုတစ်လုံး90ပေါင်ပဲပေးခဲ့တာပါနှစ်ကိုးပြန်နဲ့အောင်ပါတယ်ဒါကြောင့်အခုပေးရပေးတဲ့တစ်လုံးတီဟာဘယ်ဘက်ကပဲစဉ်းစားစဉ်းစားအဖက်ဘက်ကစဉ်းစားရင်တော့ဟာသာပါလိဒီနေ့ အွန်လိုင်းကြီးရှိတယ်လို့ပဲကျွန်တော်ယူဆတယ်အဲ့တော့ကိုပေါင်းကြီးကိုပြန်ကြည့်ရရင်လည်းတလုံး90ပေါင်းဖြစ်တာကြောင့် intra အနေနဲ့ကိုရဖို့တိတ်တော့မဖြစ်နိုင်ဘူး clean sheet clean sheet ဟာတော့ပါလေယူမဲ့အနေထားမှာရှိတယ်အဲ့တော့ intra ကိုပြန်ကြည့်ရရင်လက်ရှိတောက်လျှောက်ခံစားပိုင်းပေါက်တယ်နော်ဘိုချန်ကိုရှုံးတယ်နွေရင်ဘက်ကိုရှုံးတယ်ဟန်နိုဘာကိုရှုံးတယ်ဆိုတော့တောက်လျှောက်ကအဆင်မပြေဘူးနိုင်တဲ့အသင်းတွေကလည်းတန်းဆင်းဆုံးကမန်ဒီဘတ်တို့ဒက်ဇယ်ဒေါ်တို့သူနာဝင်းကျင်ရအသင်းတွေပဲနိုင်တာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့ အပေါ်အသင်းတွေအများစုထဲမှာကျွန်တော်ပြန်ကြည့်ရမယ်ဆိုတော့ခြေအပြင်းဆုံးပေးခဲ့တာဟာဒါ drum step ပေါ့နော်တလုံးတည်ပြီးတဲ့2-1နဲ့ပွဲပြီးတဲ့နောက်ဒီလက်ရှိအနေထားရတော့ gas looter ကို2-0နဲ့ရှုံးတယ် present ကို3-1နှုတ်ရင်ဘက်ကို2-1ဆိုတော့ဘလိုပဲဖြစ်ဖြစ်ဘယ်ဘက်ကပဲစဉ်းစားစဉ်းစားဟာတာပါလင်မဲနေရာမှာဖြစ်ပါတယ်ဟာတာပါလင် body ဖြစ်ပါတယ် โอเคပါဒါဆိုတော့ဒီနေ့เนาะအပြင်းပြီးဆော့လို့ရမယ်၄သင်းပေါင်းလေးကျွန်တော်တို့နေရရှိမှာဖြစ်ပါတယ်เนาะဒီနေ့ကျွန်တော်၄ဘွဲပဲပြောထားပါတယ်အဲ့တော့မမာညီကိုတွေကတော့ကျွန်တော်မနှက်ပြန်เนาะ22ရက်နေရာစပါမယ်เนาะ22 23 24 3ယောက်ကိုကျွန်တော်တို့เนาะခါတိုင်းလိုပဲကျွန်တော်ဒါမြန်မာငွေ1000ကျပ်ပဲကျွန်တော်တို့မမကြီးယူထားပါတယ်เนาะအဓိကတော့ YouTube live stream တွေအဓိကအချိန်ပေးပြီးမနာထောင် နေကျင်းတဲ့ညီကိုတွေအနေနဲ့ request လုပ်တဲ့အတွက်ကျွန်တော်မန်ပါလေးစခေါ်ပြီးတာဖြစ်ပါတယ်เนาะကျွန်တော်မခေါ်တာမနေ့ကရသေးလဲမခေါ်ခဲ့ပါဘူးဒါပေမဲ့ဒီနေ့မှာတော့ဒါ international break အပီဇာတိုက်ကျုံးလို့ရမှာဖြစ်တဲ့အတွက်ပွဲကောင်းလေးတွေလည်းရှိတဲ့အတွက်ကျွန်တော်ဒီ၃ရက်လေးကိုကျွန်တော်မန်ပါစခေါ်ပြီးတာဖြစ်ပါတယ်เนาะမန်ပါအကယ်၍စိတ်ဝင်စားတဲ့ညီကိုတွေရှိတော့ကျွန်တော် Telegram မှာချထားတဲ့เนาะဒီ Viber number လေးကိုလာပြီးတော့ เนาะ high นาไปบ่าวเนี่ยเนาะสาลีปูทาไปบ่าจนเราดีญะเปลี่ยนพี่แล้ว reply เปลี่ยนไปมาဖြစ်ပါတယ်โอเคป่ะสอดาก็တော့ဒီนี่แหละต้องตัดเฉ็ดเลยပဲဖြစ်ပါတယ်ညီကိုရေเนาะအဲ့တော့အသေးလေးလက်မလေးเนาะတရားချက်လောက်ကိုပြီးတော့နှိပ်ပေးကြအောင်ညီကိုရေကျေးဇူးအများကြီးတင်ပါတယ်ဗျာဆိုတော့ဒီ live stream လေးကကျွန်တော်ဓမ္မပဲရနာပြစီညီကိုရေเนาะအဲ့တော့မနေ့ပြန်မှာတော့ကျွန်တော်တို့ဒါဇာပွဲနေเนาะ share ကြုံးပါမယ်ကျွန်တော်မနေ့ပြန်တော့ဒါမမ်မာညီကိုရေကိုတော့၄နိုင် 9နာရီဝင်းကျင်လောက်ကျွန်တော်စပြီးပို့ပြီးมาဖြစ်ပါတယ်အဲ့တော့ live ကတော့ထုံးစံအတိုင်းကျွန်တော်6နာရီมาစมาဖြစ်ပါတယ်เนาะအဲ့တော့ကြည့်ပြီးဒီအချိန်ပေးပြီးမကြည့်ကျင်တဲ့ brother တွေเนาะစောစောလူကျင်တဲ့ brother တွေအနေနဲ့ကတော့ဇာမမ်းပါကိုဆက်သွယ်လို့ရပါတယ် okay ပါဆိုတော့ဒီနေ့ဒါကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတစ်ယောက်ကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ good luck ပါဗျ